မင်္ဂလာပါရှင်ဧပြီလ19ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကို တင်ပြပေးသွားပါမယ်ရှင်မင်္ဂလာပင်လယ်ော်ခြေနေမှာကပ်ပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်ော်တို့မှာတိမ်တင်းတင်းကနေတိမ်ထူတက်နိုင်ပါတယ်ပင်လယ်ပြင်ခြေနေမှာရခိုင်ကန်ယူရန်မြို့ဝကျွန်းပေါ်ဒေသတွေနဲ့မုံတမခွေတို့မှာဒေဟာအနောက်အနောက်မြောက်ဘက်မှာတနအီ10မိုင်မှ -20 ခန့်တိုက်ခတ်နိုင်ပြီးလိုင်းနေငယ်မှာလိုင်းတင်းတင်းရှိနိုင်ပါတယ် တနင်္သာရီကံယူရမ်းမှာလေဟာအရှိအရှိမြောက်ဘက်မှာတနအိ9မိုင်မှာ10မိုင်ခန့်တန်ခတ်နိုင်ပြီးလိုင်းနေငယ်မှာလိုင်းတင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာချင်းပြည်နယ်၊စကိုင်းတိုင်း၊မန္တလေးတိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ကြားမကွေးတိုင်းရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးတစ်ကြုံရွာနိုင်ပြီးကြံတိုင်းဒေသတွေနဲ့ပြည်နယ်တွေမှာနေရာစိတ်စိတ်ကနေနေရာကျဲကျဲမိုးရွာသွန်းနိုင်ပါတယ်။နေ့ပူချိန်တွေမှာမြန်မာနိုင်ငံတဝန်းလုံးမှာ နေ့ဘူးချိန်တွေရောကြနိုင်ပါတယ်။မြူဝချင်းနေမှာမြန်မာနိုင်ငံတဝန်းလုံးမှာမြူကြဆင်းမှုရောကြနိုင်ပါတယ်။